အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အရင်ဗီဒီယိုတွေတုန်းကဆိုရင် present tense နဲ့ past tense အကြောင်းတရားလေးရှင်းပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့မှဆိုရင်တော့ future tense အကြောင်းရှင်းပြပြီးတော့မှဖြစ်ပါတယ် future tense တွေကမှာပထမဆုံးဖြစ်တဲ့ simple future tense ကိုရှင်းပြပြီးမှဖြစ်ပါတယ်ဒီ tense လေးကိုတော့ကျွန်တော်တို့အနာဂတ်မှာတစ်စုံတစ်ခုဖြစ်ပြတဲ့အခါဒါမှမဟုတ်လုံးဆောင်တဲ့အခါမျိုးတွေမှာအသုံးပြုပါတယ်အသုံးပြုတဲ့ပုံစံလေးအနေနဲ့ကတော့ web plus v0 ဒါမှမဟုတ် v infinitive ဖြစ်ပါတယ် ဥပမာစာကြောင်းအနေနဲ့ she will come soon သူမမကြခင်လာလိမ့်မယ် i will go next week ငါနောက်ဘက်မှာသွားလိမ့်မယ် it will happen tomorrow အဲ့ဒါမနေ့ပြန်ဖြစ်သွားလိမ့်မယ်ဒီဥပမာစာကြောင်းလေးသုံးကြောင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ soon next week tomorrow လိုမျိုးအနာဂတ်ကိုဖော်ပြတဲ့အချိန်များပုံတွေကဘာဖြစ်လို့ရပါလဲဘာဖြစ်လဲဆိုတော့ဒီလိုကိစ္စမျိုးတွေကအခုလည်းဖြစ်နေရမှာမဟုတ်ဘဲနဲ့အတိတ်တုန်းကဖြစ်ခဲ့ရလည်းမဟုတ်ဘူးနောင်လာမယ့်အနာဂတ်မှာ ဖြစ်မဲ့ရောခံမှန်းပြီးပြောဆိုတဲ့အနေအထားမျိုးတွေမှာဒီလိုစာကြောင်းမျိုးလေးတွေကိုအသုံးပြုပါတယ်ဒီလိုစာကြောင်းလေးတွေအသုံးပြုတဲ့အခါမှာဒီထားမဲ့အရာတစ်ခုကတော့ကျွန်တော်တို့ well pack for zero ပေါ့နော်အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်းဆိုရင် well ဆိုတာ model pack ဖြစ်ပြီးတော့အနောက်မှာ five infinity လို့ခေါ်တဲ့ for zero လို့ခေါ်တဲ့ five infinity လေးကလိုက်ပေးရပါတယ် five infinity ဆိုတာကတော့ကျွန်တော်တို့မူရင်းဘက်ကမှ s ESIS လုံးဝမပေါင်းတာပဲနဲ့သူ့ရဲ့မူရင်းဘက်တိုင်းရှိနေတဲ့ဘက်ကိုကျွန်တော်တို့က back infinity လို့ခေါ်ပါတယ်အထူးသဖြင့်ပြပြမယ့်နေရာလေးကတော့အဲ့ဒီခုတော့ရှိပါမယ်ကျန်တာကတော့ကျွန်တော်ပုံမှန်ရှင်းပြခဲ့တဲ့အတိုင်းပဲအနာဂတ်ကိုဖော်ပြတဲ့စာကြောင်းလေးတစ်ခုသာဖြစ်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးတော့အားလုံးပဲ simple future tense အကြောင်းတရားလေးနားလည်လိမ့်မယ်လို့ပြောနေပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့နောက်ထပ် grammar တစ်ခုမှတွေ့ပါမယ်ဒီခေါက်ရှင်းပြပြသွားမယ့် grammar လေးကတော့ future continuous tense လေးဖြစ်ပါတယ် ဒီဂျစ်တေးကိုတော့အနာဂတ်ရဲ့တိကျတဲ့အချိန်တစ်ခုမှာဖြစ်ပျက်နေတဲ့လှုပ်ဆောင်နေတဲ့အရာတွေကိုပြောပြဖော်ပြတဲ့ခါမျိုးမှာအသုံးပြုပါတယ်။အသုံးပြုတဲ့ပတန်တွေကတော့ will plus be plus find and ပေါ့နော်။ဥပမာစာကြောင်းနေနဲ့ I will be watching video at 6 pm this evening. ငါဒီညနေ6နာရီမှာလှုပ်ရှင်ကြည့်နေလိမ့်မယ်။ Mother will be cooking dinner at 5 pm. အမေက9နာရီမှာ ညတာကိုချက်နေလိမ့်မယ်ဒီဥမာလေးနဲ့ကြောင်းကြည့်မယ်ဆိုရင် at 6 pm နားမို့ at 5 pm လိုမျိုးသူမှတိကျတဲ့အချိန်တခုတော့ပါပါတယ်ပြီးအဲ့ဒီအချိန်ကလည်းအခုအချိန်မှာအခုလက်ရှိအချိန်မဟုတ်ဘဲနဲ့နောက်အနာဂတ်မှာဖြစ်မဲ့အချိန်မျိုးတွေဖြစ်ရပါမယ်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဒီကျွန်တော်တို့ future continuous tense ကိုအသုံးပြုရပါတယ်။တခြားဥပမာအနေနဲ့ဆိုရင်ဥပမာတယောက်နဲ့တယောက်အချင်းချင်းလှုပ်ဖို့ပေါ့။ငွေချင်းတယောက်ကခေါ်တဲ့အခါမျိုးပေါ့။မင်းညနေ6နာရီလောက်အားလားလို့မမျိုးလှမ်းမိတဲ့အခါမျိုးမှာကိုကအဲ့ဒီအချိန်မှာစာလုံးနေမယ်စာလုံးရမယ်ဆိုပါလို့ ငါအဲ့ချိန်လောက်ကြာရင်ငါစားလုံးနေတော့မရှိအောင်မှာအဲ့လိုမျိုးမြန်မာပြည်မှာလည်းပြန်ပြေးသလိုရှိသလိုအဲ့လိုပြန်ပြေးတဲ့အနေအထားမျိုးကိုအင်္ဂလိပ်စာအနေနဲ့ပြန်ပြီးတော့အသုံးပြုတဲ့ခါမှာဆိုတော့ကျွန်တော်ဒီဂရမ်မာလေးကိုအသုံးပြုပေးရပါတယ်ဒီဂရမ်မာလေးနဲ့ပတ်သက်ပြီးတော့အတိထားတဲ့အချက်ကတော့အလောက်ထိတော့မရှိပါဘူးအဲ့လို့ဆိုရင်တော့ကျွန်တော်တို့ဒီဂရမ်မာလေးနဲ့ပတ်သက်ပြီးတော့အောင်လေကောင်းနားလေးလေးလေးမျိုးမျှော်လင့်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်သင်ခန်းစာလေးတစ်ခုဆက်ပြီးတော့ကြားကြပါမယ်ဒီတစ်ခါမှာကျွန်တော်ရှင်းပြပေးသားမယ်ဂရမ်မာလေးကတော့ future tense ရဲ့တတိယမြောက်ဖြစ်တဲ့ future perfect tense လေးပဲဖြစ်ပါတယ် ဒီ death လေးကိုတော့ကျွန်တော်တို့ကဖြစ်ရတစ်ခုခုအနာဂတ်မှာပြီးဆုံးမဲ့အချိန်ကိုချုပ်တင်ခံမှန်းပြီးတော့ပြောကြတဲ့အချိန်ဒီမှာအသုံးများပါတယ် pattern လေးအနေနဲ့ဆိုတော့ well plus have plus factory ဥပမာစာရောင်းအနေနဲ့ဆိုရင် I will have finished my job very soon or the match will have ended at 10 pm ငါငါလို့ကိုမကြောင်းခင်မှာပြီးတော့မယ်ငါမို့ရင်ဒီဘွဲကည7:00နာရီမှာပြီးမယ် ဒီစာကြောင်းနဲ့ကြောင်းကျွန်တော်ကြည့်မယ်ဆိုရင်ပထမတစ်ကြောင်းပါဆိုရင် very soon တိတ်မကြခင်ဒီစကလုံးလေးကတော့ချိုတင်ခံမှန်းပြီးတော့ပြောကြတဲ့အခြေအနေမျိုးမှာအသုံးပြုပါတယ်သူမှာတိကျတဲ့အချိန်တိကျတတ်မှတ်ထားမျိုးမရှိပါဘူးဒုတိယစာကြောင်းလေးမှာဆိုရင် at 10 pm နောက်စနေတိကျတဲ့အချိန်တတ်မှတ်ထားရှိပါတယ်အဲဒါကြောင့်အပေါ်မှာကျွန်တော်ပြောခဲ့လိုမျိုးချိုတင်ခံမှန်းတာတခုလည်းမဟုတ်ဘဲနဲ့တိကျတဲ့အချိန်တွေကိုတွဲပြီးတော့ဖော်ပြတဲ့ခါမျိုးမှာလည်းအသုံးပြုလို့ရပါတယ် ဒီ grammar လေးကိုအသုံးပြုတဲ့အခါအသုံးပြုပြီးတော့စာနဲ့တီးဆောက်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဒီထားမဲ့ချက်လေးရှိပါတယ်အဲ့ဒါကတော့ well လို့ခေါ်တဲ့ modifier နောက်မှာအမြဲတမ်း five infinity လိုက်တယ်ဆိုတဲ့အချက်လေးပါကျွန်တော်ဒီစာနဲ့လေးကိုကြည့်မယ်ဆိုရင် well have နောက်မှာမှာကျွန်တော် finish ဆိုတဲ့ကျွန်တော် verb but participle လိုက်ထားပါတယ် well ဆိုတဲ့ modifier ပါနေတဲ့အတွက်ကြောင့်သူ့နောက်မှာလိုက်တဲ့ verb to have ထဲမှာတလုံးဖြစ်တဲ့ HAV ဟာကိုလုံးဝ HCSS တောင်းလို့မရပါဘူး။ဘာဖြစ်လို့ဆိုတော့အရှိမ model ပဲပါနေတဲ့အတွက်ကြောင့်ပါ။အနောက်က finite ကကြတော့အရှိကဝင်နေဒါရင်မသက်ဆိုင်မင်းနဲ့သူ့ရဲ့ဂျားထဲမှာဖြစ်တဲ့ HAV half နဲ့ပဲသက်ဆိုင်နေတဲ့အတွက်ကြောင့်မို့လို့သူ့တော့ကျွန်တော်တို့က factory pass party စပဲပြောင်းမလို့ရပါတယ်။အဲဒါကြောင့်ဥပမာမှာပြတဲ့အတိုင်းပဲ will have finish ဒါမှမဟုတ် will have and that စာကြောင်းလေးတွေကိုအဲ့တခုတော့ဒေးထားပေးဖို့လိုပါတယ်။ဒီလောက်ဆိုတော့ကျွန်တော်အရှင်းပြခဲ့တဲ့ ီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီ future perfect ten အကြောင်းကောင်းကောင်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးဒီမှာပဲရက်ပြီးတော့နောက်ဗီဒီယိုလေးထဲမှာတွေ့ကြပါမယ်အားလုံးပဲဘာမှမပါ thank you